ိုင်းလွန်ပေးလို့ပြောထားပေမဲ့ဒီနေ့ဒီမီမလာတဲ့ဘောနော်အခုလည်းဒါ power bank နဲ့တုံးနေတာ power bank အာကုန်သွားရင်တုံးလို့မရတော့ဆိုတော့ဒီ video ကိုမြင်လိုက်တဲ့သူအတွက် message လေးပေါ့နော် short reading လေးပဲ private ကနေပို့ခင်ပေးထားတဲ့သူတွေမနေ့ကပေါ့နော်မနေ့ကနေဒီနေ့ဒီပို့ခင်ပေးထားတဲ့သူတွေကိုကိုဟောပေးနိုင်အောင်မဟုတ်ဘူးအဲ့ဒီ iPad ကလုံးဝအာမရှိဘူးပေါ့နော်ခုထိလည်းမိရမလာသေးဘူးရှင်အားကြောင့်မလို့ဒါကနဲ့ချက်ချင်းဦးစားပေးပြီးတော့အဟောဖြစ်လေးကိုပို့ပေးပါမယ်နော်ဆိုတော့ မင်းတို့ရဲ့ဘဝထဲမှာ abundance တွေဖြစ်ဖို့အတွက်ရောက်လာဖို့အတွက်ဘယ်လိုအရာတွေကပိတ်ပင်နေရလဲဘလော့ဖြစ်နေရလဲကြည့်ရအောင် fire source ကိုယ့်ရဲ့ quality ကအမြဲတမ်း right time ဆိုတာကိုနားမလည်ဘူးပေါ့နော် ဟိုအချိန်တိုင်းအရာရာတိုင်းအတွက်အချိန်မှန်ဆိုတာကိုမသိဘူးအာပြီးတော့အရန် overthinking ဖြစ်တယ်အရန်အတွေးလွန်ပြီးတော့ကိုယ့်ရဲ့အကြောက်တရားတွေစိုးရိမ်ပူပန်စိတ်တွေအဲ့ဒီအတွေးတွေကြောင့်ပဲမင်းတို့ဘဝတွေကိုရောက်တဲ့ ਨੇ abundance energy တွေမရောက်လာဘူးချက်ချင်းဆိုရင်လည်းမရဘူးကြွယ်ဝမှုဆိုရင်လည်းလက်မခံရဘူးဒါကဘာကြောင့်လဲဆိုတော့မင်းတို့ရဲ့အဲ့ဒီအကြောက်တရားတွေ ਨੇ မင်းတို့ရဲ့အာခံစားချက်တွေကိုအရန်ဦးစားပေးလို့ ਨੇ အရန်ကလေးဆန်လို့ ਨੇ ဟိုကိုကိုရိုင်းကဘာ ဖြစ်ချင်နေမှမသိဘူးဘာလို့ချင်နေမှမသိဘူးပေါ့နော်ဒါကြောင့်မို့လို့ကိုကိုကိုနားမလဲတဲ့အတွက်ကိုရတဲ့နဲ့ abundance energy တွေကိုမရတာတကယ်တော့ queen of wands ရဲ့ energy နဲ့ဟိုကိုကိုကိုတန်တရားတွေဝင်နေမဲ့အစား self doubt တွေဖြစ်နေမဲ့အစား confident အပြည့်နဲ့ ရှင်သန်ကြည့်မယ်ဆိုရင် abundance တွေကချက်ချင်းရောက်လာလိမ့်မယ်အခုတော့အမြဲတမ်း free resource တွေ energy နဲ့ကိုယ့်ရဲ့ collective တွေကအသေးကွဲနေတာမျိုးဖြစ်လိမ့်မယ်အသေးကွဲနေတာမျိုးတွေ့ရတယ်အမြဲတမ်း lonely ဖြစ်နေတာထိကျန်နေတာဒါဘာကြောင့်လဲဆိုတော့မင်းတို့ကဒီ subconscious ပေါ့နော်အသိစိတ်မှာတော့ငါအချစ်ခံကျင်နေငါပတ်စံရကျင်နေငါအလို့အကိုင်းဆင်ပြေကျင်နေအမြဲတမ်း on နေပြီမယ်ဟိုးမသိစိတ်မှာကြတော့ကိုယ့်ကိုယ်ကိုတန်တရားတွေဝင်နေရအာငါကအချစ်ခံမှုအဆင်သင့်ဖြစ်သေးဘူး ငါ abundance တွေကိုလက်ခံဖို့အတွက်ငါအတွက်လုံလောက်သေးဘူးငါလက်ခံရသေးဘူးအဲ့လိုမျိုးဖြစ်နေရတကယ်တော့မသိစိတ်မှာဆိုတော့ဒါကဘာကြောင့်လဲဆိုတော့မင်းကိုမင်းတိထားတဲ့မင်းရဲ့ပုံစံနဲ့မင်းရဲ့မွေးကလေးကပါလာတဲ့ check လန့်နဲ့အာကလွဲနေလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကိုကိုသိကျင်တယ်ကိုကိုကိုပြန်ရှာဖွေကျင်တယ်ဆိုရင်တော့ကိုစီမှာ self love package လေး ဖြစ်တဲ့ Mirror of the Soul ဆိုတဲ့ package လေးကိုလာဝယ်လို့ရတယ်။အဲအဲ့ဒီ package လေးနဲ့မင်းကုံမင်းပြန်ရှာဖွေပါ။မင်းကုံမင်းသိထားတဲ့ပုံစံကဘယ်လိုလဲ။မင်းရဲ့ true self ကဘယ်လိုလဲ။ဘာတွေကမင်းအတွက် block ဖြစ်နေလဲဆိုတာကိုရှာဖွေပြီးတော့အဲ့ဒီ true self ကိုရောက်ဖို့အတွက်ဘာလုပ်လို့ရလဲဆိုတာကိုကိုယ့်ရဲ့ tarot deck ကဲကလေးလေးရှိမှာရှာဖွေလို့ရပါတယ်ရှင်စိတ်ဝင်စားရဲဆိုရင်တော့ message box ကိုလာပြီးတော့ဆက်သွင်းလို့ရတယ်เนาะဆိုတော့ ကောင်းခြင်းတွေရှိတယ်ကိုကိုယ်တိုင်ကလက်ခံတတ်ဖို့ပဲလိုတာပေါ့နော်ဆိုတော့စိတ်ရှိပြီးတော့လက်ကူလုပ်တဲ့အရာတွေကိုလောလက်ခံတဲ့အရာတွေ